အာတန်တန်ရှိမှလည်းအရှုံးမဲ့နိုင်မှာဗီလိန်လောက်ထားရတာကြတော့အစဲခံတာတော့ဗောနော်ဒီယူနင်းတို့ထောင်ရောက်ပြီးတက်လာမှနည်းနည်းအစဲငိမ့်ဝါနည်းနည်းအစဲတက်တာဝါဆိုတော့ဗီလိန်ရရင်တော့ဘာပဲဖြစ်ဖြစ်အစဲခံရမယ်ဆိုတော့စူတင်ပြီးတော့ပြင်ဆင်ထားပါတယ်ဒါပေမဲ့လည်းတခါလေကြာရင်လည်းဟိုကာရက်တာကိုဆဲတာတဲ့ person နဲ့ attack လုပ်တဲ့ဟာမျိုးတွေတော့ကိုကဖတ်မိလို့ရှင်တော့ကိုကဝမ်းနေရဗောနော်ဒါပေမဲ့လည်းတရုပ်ဆောင်ဖြစ်တဲ့အတွက်ကိုရလာတဲ့ဘဲကာရက်တာကိုမဆို အာကိုကပြပြအောင်လုပ်မယ်လို့ဆုံးဖြတ်ထားတဲ့အတွက်အစဲခံရလေကြည်ကြည်နက်နက်ကြီးပဲအစဲခံလိုက်တော့ပဲဟုတ်ဒီဇလန်တွဲမှာကျတော့နှစ်ဘွားပေါ့နော်အာဒီဘက်ဘွားမှာကျတော့ဒီတန်တန်တစ်ခါမှမလုပ်ဘူးတဲ့ character ပေါ့ပြီးတော့ဒီကားကလည်းအရန် challenge ဖြစ်တယ်အာ villain နည်းနည်းဆန်တဲ့ character မျိုးပေါ့အချစ်ကြောင့်ယူဝါပေါ့အဲ့လိုဟိုတစ်ဖက်သက် like crush ရင်းနဲ့အချစ်ကြောင့်ဒီ ကိုယ့်ရဲ့တစ်ဖက်သက်အချစ်ကြောင့်မလို့ဒီဘက်ဘဝရင်မဟုတ်ဘူးနောက်ဘဝအထိပါဒီအညှိုးတွေအာဃာတတွေကြောင့်အဲ့လိုအချစ်ယူမှလေးပုံစံပေါ့အပြောင်းလဲလေးလေးဖြစ်သွားခြင်းလို့ပေါ့နော်ပြီးတော့ဒီဟာ van ဆိုပေမဲ့ဟိုလိုမျိုးကြီးအရင်သူများကိုအရင်လိုက်ဒုက္ခပေးနေရမျိုးမဟုတ်ဘဲနဲ့ဟိုသူ ူကချစ်ရတဲ့ကောင်လေးကသူ့ကိုပြန်မချစ်တဲ့အခါမှာဖြစ်ပေါ်လာတဲ့ပုံစံမျိုးပေါ့ပြီးတော့ character လေးကလည်းစမ်းနေပုံမှန်တန်တန်တို့ဟိုပြောနေကြဗမာလိုမဟုတ်ပဲねဒီကားမှာဓနုစကားဓနုဘာသာစကားနဲ့ပြောရမယ်ဆိုတော့တခါမှလည်းအဲ့လိုဟိုတိုင်းသားဘာသာစကားနဲ့ပြောပြီးတော့တယုံမဆာမှုရဲ့အတွက် ဟိုတဘောကြရယ်ပေါ့နော်ကိုတခါမှမလုပ်ဘဲဟာဆိုတော့လေတဘောကြရယ်ပြီးတော့ဒီဘက်ဘဝမှာဆိုရင်ကိုကတော်ရဲမှာမုတ်ဆိုးပုံစံမျိုးပေါ့တားကောင်လိုက်တဲ့လုံးဝကြကြရဲရအဲ့လိုပုံစံမျိုးဆိုတော့အရန် challenge ဖြစ်မယ်ထင်တယ်မိမသားလုံးဝမဆန်ဘူးပေါ့နော်ပြီးတော့ဟိုဘက်ဘဝမှာလူပြန်ဖြစ်တဲ့အခါကျတော့လေကမလေးကအဲ့လိုရွှွန်းနောင်နောင်နဲ့တစမ်းမအတီတတ်မပြောဘဲနဲ့အဲ့လို cycle စပိန်တွေပါတနတ်တင်ရမှာအဲ့လို ရှောက်သွားရှောက်လာနေအဲ့လိုအစနောက်တန်းတဲ့ကောင်မလေးပုံစံမျိုးဆိုတော့အရင်ရိုက်ဖူးတဲ့ကားတွေနဲ့လုံးဝမတူဘဲကာရက်တာကလုံးဝကွဲထွက်သွားမှာဘုံလိုလက်ခံဖြစ်တာပါ။ဒီရသေးဦးတင်ရမှာအခုဒီရပြီးရနဲ့ training ရှိရလေတန်တန်တို့ဒီဇက်ကားရဲ့မှာပါရဲတွေအကုန်လုံး training ရှိရဲအာဇက်ကားပြရတဲ့အခါကျလို့ရှိရင်လေတော့အောက်ကနေပမာစာရန်ထိုးပေးမှာပေါ့နော်ဒီဘက်ဘွားကကြတော့တနုဇက်ကားနဲ့ဆိုတော့ဟာတကြီးဖြစ်သွားမှာစိုးရိမ်တာလေးသိရမလားကိုကတိုင်းရင်းသူလည်းမဟုတ်ဘူးတိုင်းရင်းသားဘာသာစကားကိုပြောရမှာဖြစ်တဲ့အတွက်ဟိုအကြမ်း Facebook မှာအဲ့လိုတက်တက်လာတဲ့ video လေးရှိရလေ အဲ့လိုစကားဝဲတဲ့ဟာပဲဆိုပြိတ္တတွေအရင်ရှည်ကြတာပဲကိုယ်လဲကြလို့ရှင်လဲအဲ့လိုဟာတကြီးဖြစ်သွားမှာစိုးရင်တာအဲ့လိုငါပြောလိုက်လို့တလွဲတွေအတန်ထွက်ပြီးတော့ဆိုတော့တတောက်လျှောက်ကဓနုလိုကြီးပဲပြောရမှာဆိုတော့လေအဲ့လိုဟာတကြီးဖြစ်သွားမှာတော်တော်စိုးရင်နေပါရဲ့တော်တော်သတိထားရမယ်ပြီးတော့လဲအဲ့ဒီဘက်ဘွားမှာဆိုလို့ရှင်လဲဆိုင်ကယ်ရောစပိန်နေရောဆိုတော့တနန်းအရာကြီးမစည်းတတ်ဘူးလေစပိန်တော့မှဟိုတလောမှာဒီကားအတွက်လိုရဲဆိုလို့တင်တာဆိုင်ကယ်ဆိုပို့ဆိုရဲလမ်းလို့ ကြောက်လို့လေတခါမှမစီရဲဦးမှာဟိုဗီဒီယိုရလို့ခြံစီဦးခြံစီဦးဆိုဝင်ကျုံးမှာဆိုလို့ပရိုဒျူဆာအမကိုလည်းပြောလောက်နောက်ကနေလိုက်ရောရမှာဆိုလို့ရောစီပူစာပြောမှာဆိုလို့လေတော်လေးပင်မန်းမယ်လို့လည်းထင်ပါတယ်ပြီးတော့နေမှာတွားရရတာဖြစ်တဲ့အတွင်းအပြင်ကိုတနက်စင်းနေကြတော့တော်ထဲမှာအဲ့လိုမုတ်ဆိုးလို့တားကောင်လိုက်တဲ့ဟာကြီးပါတယ်လေအဲ့လိုဟာကြီးဆိုတော့ ဟိုတော်ရဲတောင်ထဲမှာတွားရဲရမှာဆိုတော့တော်တော်လေးပင်ပန်းမယ်လို့လည်းထင်ပါတယ်ပြင်ဆင်ထားရတယ်အခုတည်းကအာတနန်ရှိမှာလည်းအရှုံးမဲ့နိုင်မှာဗီလိန်လောက်ထားရတာကြတော့အစဲခံရတာပေါ့နော်ဒီယူနင်းတို့ထောင်ရောက်ပြီးတက်လာမှာနည်းနည်းအစဲငိမ့်ဝါနည်းနည်းအစဲတက်တာဝါဆိုတော့ဗီလိန်ရရင်တော့ ဘာပဲဖြစ်ဖြစ်အစဲခံရမယ်ဆိုတော့ကြိုတင်ပြီးတော့ပြင်ဆင်ထားပါတယ်ဒါပေမဲ့လည်းတစ်ခါလေကြာရင်လည်းဟို character ကိုဆဲတာတဲ့ person နဲ့ attack လုပ်တဲ့ဟာမျိုးတွေတော့ကိုကဖတ်မိလို့ရှင်တော့ကိုကဝမ်းနေရပါတော့ဒါပေမဲ့လည်းတရုတ်ဆောင်ဖြစ်တဲ့အတွက်ကိုရလာတဲ့ဘဲ character ကိုမဆိုအာကိုကပြပြအောင်လုပ်မယ်လို့ဆုံးဖြတ်ထားတဲ့အတွက်အစဲခံရလေကြည်ကြည်နက်နက်ကြီးပဲအစဲခံလိုက်တော့ပဲဟုတ်ပါတယ်ဒါပေမဲ့ကိုကတနာရည်တူလည်းရှိမှာပါတော့ဩ तू က သူချစ်တဲ့သူကသူ့ကိုပြန်မချစ်တဲ့အတွက်အော် तू ကဒီလိုဖြစ်သွားဆိုပြီးအဲ့လိုလေးနားလဲပေးစေချင်တာပေါ့အချို့ပြိသက်တွေကြောက်လဲနားလဲပေးပါရဲ့ဒါဇလန်းကိုဇလန်းလိုပဲကြည့်ရဲ့ပြိသက်ရှိရဲ့အချို့ကလည်းအရန်အိတ်ထဲကိုမျောဝါးရဲ့အခါကျတော့သိရမလားအားမလို့အားမရရင်လည်းတက်ကျင်ပြက်ကျင်လားအဲ့လိုမျိုးကြီးလည်းရှိပါတယ်ဒါမဲ့လည်းအကိုစူးစမ်းမှုကအရာထင်တဲ့အတွက်တော့ဟိုဘာဖြစ်သူတို့စီကဒီလိုစကားလေးပြန်ကြားရတဲ့အခါကျတော့ကျင်နေပါတယ် ကွာစနိုးအရန်ချစ်တယ်လေဒီထဲမှာတော့စနိုးအရန်ချစ်တဲ့အတွက်စနိုးဘာလို့လို့စနိုးဟိုတအိမ်လုံးကိုပဲတက်သွားတက်သွားကိုကလိုက်ပြောပါအလောင်းဖြောက်ပေးမဲ့သူမျိုးပေါ့နော်မမနဲ့အဲ့လိုဆိုတော့သူဘာလို့လို့ကိုအပြစ်မမြင်တာပေါ့အာဒီကားမှာအမှတ်တရရအများကြီးပဲအာတန်တန်တို့နေမှာတွားရရတဲ့အပြင်ကိုဟိုဒီတည်းကအတိုင်အကုန်လုံးကလည်းအတိုင်မဟုတ်ပဲနဲ့တကယ်မောင်နှမရေလို့ရင်းရင်းနီးနီးရှိခဲ့ရဆိုတော့လေဒီကားလေးကရရရလဲပျော်ဖို့ကောင်းတယ်ပြီးတော့ဟို ဒီကကလည်းတနက်မွေးနေ့မှာကတ်စတင်လုပ်ပြီးအရွေးခံလာရတာဆိုတော့ဘတ်ဒီပရဇန့်ရလိုက်တယ်လို့ပါပဲကိုသွားတာနဲ့မမနဲ့ပြန်တာနဲ့စနိုးကိုအိမ်မှာနှိပ်စက်မဲ့လူတွေကြီးပဲလေဟိုဟာတီတီမာတို့တီတီမာတို့တူရလေအိမ်ကနေတယောက်ပြီးတယောက်ကိုပထုတ်နေရလေဒါပေမဲ့အခုကျတော့မကစ်တီမရှိရောမကစ်တီမရှိရောသူနည်းနည်းတက်တာသွားရယ်ပေါ့နော်တီမာတယောက်တည်းဆိုတော့ဒါပေမဲ့နောက်ပိုင်းမှာစမ်းမှုရှိသေးတယ်ကိုကလည်းစိတ်မချဘူးဒါပေမဲ့ဒိုက်တာကြီးကအဲ့လောက်မရက်ဆက်ပါဘူးပြန်လာခိုင်းလေပြန်လာခိုင်းတော့ကိုအခုစနိုးဝိုက်ပလာကိုပြန်ရောက်နေပြီပေါ့ တော်သေးရဲ့နည်းနည်းတော်သေးရဲ့စနုတ်တယောက်တည်းမဟုတ်တော့အကြိုက်ဆုံး scenes ကတော့အများကြီးပါပဲတန်ပိုး scene တွေအဲ့လိုဟိုစနိုးနဲ့တူတူရှိတူတူသွားတူတူစားရဲအဲ့လို scene မျိုးလေးဆိုလို့ရှိရင်အချို့ပြိတ္တတွေဆိုရှစ်တောင်ရှစ်ကြရဲ့နှစ်ယောက်ကိုနင်းနေကိုကြားတော့လဲစနိုးကိုအဲ့လိုဖြစ်လို့ဆိုပြီးသဘောမတူကြဘူးကိုကိုတီတီကြားတော့လဲဟိုဘက်မှာຫນွယ်ရှိလို့ဆိုပြီးရောမကြိုက်ကြပြန်ဘုမနန်းနဲ့ပဲဘုမနန်းမဲတိမ့်လိုက်ပါတော့မယ်လို့ อืมကိုကကြတော့ငငယ်လေးတွေကစနိုးနဲ့ကြီးလာဖြစ်တဲ့အတွက်ကြောင့်မလို့နင်းနေကငငယ်လေးတွေကစနိုးကိုဒုက္ခတွေလိုက်ပေးနေရလေအဲ့တော့နင်းနေကိုသဘောမကျဘူးအဲကိုတီတီကကြတော့အာစနိုးပုံချစ်လဲချစ်တယ်ဂယုလဲစိုက်ပေးရကိုကြီးတိုက်ပေါ့နော်အဲကိုကြီးတိုက်ဆိုတော့ကိုကလည်းကိုကြီးတိုက်ပဲဆိုတော့စနိုးကိုကိုတီတီဦးနဲ့ပဲညားစေချင်တယ်ကိုကြီးပြန်မကောင်းပါဘူးအမလေးຫນွယ်ရှိနေရလာပလေးတာစနိုးအဲ့ဒါ အာတန်တန်ကတော့ကိုရိုက်တဲ့ကားမလို့ကိုကြိုက်တာတော့မဟုတ်ဘူးပေါ့နော်တကယ်လဲဒီဇက်လန်းလေးကအာအရင်တော့ကလည်းရိုက်ထားတာရှိရဲ့လေအရင်တော့ကလည်းတကယ်အတာကြီးတွေတေယုဆောင်တာရှိရဲ့ဒါကကြတော့လေအခု series ဆိုတော့လေ series taste ပေါ့နော်အာရမုံတို့ကိုရှင်မွေလောက်ကိုတီတီတို့အကုန်လုံးစူးစမ်းထားတဲ့ကားလေးဆိုတော့ result ကိုဒီဇလန်းလွှင့်တဲ့အခါမှာပြင်မြင်ရတဲ့အခါကျတော့အမောပြေပါရဲ့အနောက်မှာတန်ဖိုးစင်းနေအများကြီးရှိသေးရဲ့ပေါ့နော်ဇလန်းအပိုင်း 35အထိဆွဲထားလားမသိဘူး32လား35လားမသိဘူးအဲ့ထိဆွဲထားရယ်ပေါ့နော်တတန်းတို့ရိုက်တော့အဲနောက်ဆုံးမှာလုံးဝဟိုလိုအစည်းစားလောင်ဝမ်းမဲ့ဟာကြီးရှိပါသေးရယ်လို့အကောင်လုံးကလေတန်းတော့မြင်လို့ရှိရင်လေဇက်သိန်းလာမိကြရယ်ဇက်သိန်းဘယ်လိုလဲဘယ်လိုလဲမဟုတ်ဘူးလို့အကောင်လုံးကတော့ကေပြီးရောလို့နနဲ့ရမယ်အဲ့စနိုးဝိုက်ပြီလာကြီးကိုတိန်းလိုက်တာလို့ နနမ်းမဲယူလိုက်တာတီမောက်ကိုလည်းတတ်ချပလိုက်တယ်ပြီးတော့ဟိုဦးမျက်မှောင်ရှင်ကိုနနမ်းသိမ်းသွားတာကိုယ်အဲ့လိုနောက်ပြီးပြောတာအာတဲ့အကုန်လုံးဇသိမ်းကဘယ်သူမှမထင်နိုင်ဇသိမ်းဖြစ်မှာပါလို့အဲ့အကြောင်းမလို့နနမ်းမှာပဲလို့တရားခံနနမ်းမှာစတာပါဇသိမ်းကဘယ်သူမှမထင်တဲ့ဇသိမ်းမျိုးပါလို့အဲ့အကြောင်းမလို့ကြည်ပေးကြပါအောင်လို့